ဆာမဝိုင်းကဖုံးတော်ကြီးမော့ခ်နောက်ကိုလိုက်သွားတာမဟုတ်လို့အဲ့ဒီမော့ခ်ကဘသူများလေးလို့ခါဝါမဆူကပြောနေခဲ့ပါတယ်။အဲ့ဒါတွေထက်ခါဝါမဆူအစင်ပြေနေတာဝမ်းသာတယ်လို့ဟီယိုဘီကပြောနေတော့ခိုင်နွေလူတွေကထက်ရောက်လာခဲ့ပါတယ်။ခါဝါမဆူလည်းကပါစတိုင်ယူဝီကီဝီနဲ့ခုတ်ဖြတ်ပေးလိုက်ပါတယ်။နောက်ထပ်ရှန်နွေလာနေပြီမလို့ဒီကနေ့သွားကြရအောင်ဆိုပြီးတော့ခါဝါမဆူကသူ့အပေါ်ကိုတက်ဖို့ပြောလိုက်ပါတယ်။ဟီယိုဘီလည်းသူကခလေးမဟုတ်တော့ဘူးလေလို့ပြန်ပြောတော့လူကြီးကဘလွန်ဖစ်လို့ပါမဖောင်းပါဘူးဆိုပြီးတော့ခါဝါမဆူလည်းရှီမောနေပါတော့။ ီလိုနဲ့ရှေ့ကိုဆက်လာခဲ့ပြီးပြောချင်တာတွေအများကြီးရှိရမယ်အရင်ဆုံးဘာလို့ဒီမှာရှိနေရရလဲလို့ဟီယိုဘီကမေးလိုက်ပါတယ် ဒီဝင်ကိုအနာကဟာကူမိုင်းနဲ့အိနေချင်းနယ်မြေတွေကိုနာမည်ကြီးတဲ့ရှီမိုဆူကီမျိုးနယ်စုကအုပ်ချုပ်နေပြီးဒိုင်မျိုးရဲ့နာမည်ကရှီနိုဆူကီဥရှိမာဘူးအမြဲတမ်းမြေခွေးနဲ့အတူရှိနေတဲ့ဓာပညာရှင်တယောက်လို့ခေါ်ပါမစုကဆိုပါရဲ့ဒါမှမဟုတ်ဝင်ကိုကနောက်တစ်ခါခိုင်လို့ဖြစ်စီရောက်ခံရပြီးတော့ဝင်ကိုရဲ့ရိုးရတယ်လေးဖြစ်တဲ့ရှာသက်ပန်တင်းချိုင်းကိုတော့တိလာလို့မရိုက်ပါနဲ့ဒီနေရာကအေလွန်ပြီး200နဲ့ချီအလောင်းကမပုတ်ဘူးလို့ဟီယိုဘီကပြောလိုက်ပါရဲ့ မင်းခုံနေမြေကလူတွေကမွေးဖွားလာကြတဲ့ကဓာတ်ကိုပိယက်ခံရပြီးတော့ဓာတ်နဲ့အတူကြီးပင်းလာခဲ့ကြတာမလို့တေဆုံသွားရင်လေအတူတူအသက်ရှင်နေခဲ့တဲ့အဲ့ဒီဓာတ်ကိုကြောက်တိုက်အနေနဲ့ထားတယ် သူတွေကတသက်တာဓာတ်နဲ့အတူတူရှိနေကြတာမလို့ယာတပ်ပန်တင်ချိုင်းတို့ခေါ်ခဲ့ကြတယ်။ဒါပေမဲ့လည်းနမဲကြီးဓာတ်တွေကြီးပဲရှိနေတာမလို့အလောင်းဖော်ရတူတွေလည်းပေါ်လာခဲ့တယ်။လွန်ခဲ့တဲ့73နှစ်ကခါဝါမဆုကသူဟာတေးမဲဆိုရင်တောင်မှဒီမှာမြေကြီးလောက်မယ်လို့တွေးထားခဲ့ပါရဲ့။ဒါပေမဲ့စူညာနဲ့တခုကြောင့်ရက်လိုက်ပြီးဥရှိမာဝီရဲ့လက်တွဲပေါ်ဖြစ်တဲ့မြေခွေအိုနီမာဝီနဲ့တွေ့ဆုံခဲ့ပါရဲ့။ဝင်းကိုနေမြေပြည့်စည်ပြီး9နှစ်ကြာတောင်မှအိုနီမာဝီတယောက်ထဲယာတပ်ပန်တင်ချိုင်းကလက်နက်တွေကိုဥတီနေကြတဲ့အလောင်းဖော်ရတခုတွေနဲ့တိုက်ခိုက်ခဲ့ပါရဲ့။ ။ထញ្ញာအတော်လေးရထားတာမဟုတ်လို့တတိလစ်သွားတဲ့အိုနီမာရီကိုခါဝါမဆုကကုတပေးပြီးမြေကွေးအကြိုက်ဖြစ်တဲ့တဟူးကျော်လေးကိုပေးလိုက်ပါအိုနီမာယူကညင်းတာမို့လို့ခဝါမဆူလဲတေသွားရင်ကို့အရှင်အုတ်ကုကိုစောင်းရှောက်နိုင်တော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါရဲ့။အိုနီမာယူလဲစားစရာလေးစားပြီးနောက်အိပ်ပျော်သွားပြီးပြန်နိုးလာတော့လက်နက်တွေကိုတူးယူနေတဲ့ခဝါမဆူကိုတွေ့လိုက်ရတော့ဒေါသကြီးနဲ့တိုက်ခိုက်ပါတော့။ဘလို့ရှင်းပြပေးရမှန်းတော့မသိပေမဲ့ခဝါမဆူကသူမလုံးလို့လည်းမရတော့ဘူးလို့ဆိုပါရဲ့။ တိုကီပြောခဲ့တဲ့စကားတွေကြောင့်နောက်ထပ်73နှစ်နေရင်နောက်တစ်ခါဖြစ်လာမယ်ကြီးမားရဲ့တိုက်ပွဲမှာတိုင်းပြည်တစ်ခုလုံးကဆာမူရိုင်းတွေပါမှာမလို့အဲ့ဒီအချိန်ကြာရင်လက်နက်တွေကိုလိုအပ်မှာဖြစ်ပြီးခန်တားနားမှာကိန်းအောင်နေတဲ့ဝင်းကြီးကဆာမူရိုင်းကိုအင်အားရှိအောင်လှုပ်ပေးမှာဖြစ်ပြီးရန်တကူအနိုင်တိုက်ခိုက်နိုင်လိမ့်မယ် ဒီနေရာကအခုဒီစစ်ပွဲခိုင်တုံနဲ့ဝါလုံတိုင်းပြည်ခြားကတိုက်ပွဲကပြီးသွားမှာမဟုတ်ပဲခန်တာနာဓာရဲကိုအိတ်ဆက်ခိုင်းဖို့ကလည်းဆော်လုံးနေသေးတယ်။အရှာအားလုံးပြီးမြောက်တဲ့နေ့အထိဓာရဲကိုအခိုးခံလို့မရသေးပဲအဲ့ဒါမတိုင်ခင်အကုန်ရှူထားတာကအနည်းဆုံးတော့ငါလုံးနိုင်တဲ့တာဝန်ပဲလို့ခေါ်ရမှာစုကဆိုပါ EUV လေးကိုလည်းမကာကွယ်နိုင်လိုက်လို့အ ਨੇ ဆုံးတော့လုပ်ပင်းနေတာဒါပဲရှိပြီးတော့တခုခုမလုပ်ရင်ကိုယ့်ကိုအပြစ်တင်ခြင်းနဲ့စိတ်ကြောင့်တက်တည်မိရောမယ်လို့ဆိုပါတယ်။ခါဝါမဆူကသူ့လက်ကိုဖျက်ချင်ရင်လည်းဖျက်ယူသွားဖို့ပြောလိုက်ပြီးတော့ဒီတင်းချိုင်းကိုဖျက်ဆီးကြလဲရက်တန်သွားမှာမဟုတ်ဘူးလို့မျက်ရည်စာရင်းနဲ့ပြောနေခဲ့ပါတယ်။အိုနီမာဗီလည်းသူ့တခင်အကြောင်းကိုပြန်တွေးသွားခဲ့မိပြီးတော့ခါဝါမဆူကိုလှုပ်ပေးလိုက်ပါတော့တယ်။ဒီနေ့အိုနီမာရီယိုနဲ့ခဝါမဆူဟာအတူတူခန်တာနာတွေကိုစုဆောင်းလာခဲ့ပြီးခန်တာနာတွေများလာတဲ့အခါနေစရာနေရာတောင်မရှိတော့ဘူးမလို့မြောက်တွင်းတူးပြီးတော့တိမ်ဖို့လုပ်ပါတော့ ဘိုက်ဆာနေရင်အလုတ်ဆက်မလုံနိုင်လို့စားစရာလေးတွေကိုခိုးပြီးအိုနီမာရီကိုပေးလိုက်ပါရဲ့တနေ့ဘင်ဂေါတုတ်ကလည်းတင်းချိုင်းကိုလာပြီးတော့ဓာတ်တွေကိုခိုးဖို့လုပ်တာမလို့ခဝါမဆူနဲ့အိုနီမာရီကပေါင်းပြီးတော့နှင်ထုတ်ပါတော့ရဲ့မင်းတို့ကဘသူတွေလဲလို့ဘင်ဂေါကမေးတော့ခဝါမဆူလည်းဘန်ဒစ်တတားကဂူခီမာရီလို့ပြန်ဖြေလိုက်ပြီးမင်းတို့လက်နက်တွေလည်းထားခဲ့ဖို့ပြောလိုက်ပါရဲ့ဟီယိုဘီလည်းအကြောင်းဆောင်တည်သွားပြီးခုနကမော့ကလည်းဂီယိုခီမာရီဘဲလို့ခဝါမဆူကိုပြပြလိုက်ပါရဲ့ အဲ့နောက်မြို့တော်ကိုစားစရာတွားရဖို့လုပ်နေတော့အဖမ်းခံခဲ့ရတာမလို့ဦးတုံကိုအပုတ်ခံခဲ့ရတာပါ73တိတောင်အဖမ်းခံခဲ့ရလာလို့ဟီယိုဘီကပြောလိုက်ပြီးတဆက်သေးမှပဲဒီနေ့လာတာကအဲ့ဒီမြေခွေးကိုတွေးဖို့လာလို့မိလိုက်ပါလွန်ခဲ့တဲ့73နှစ်ကမလို့ဒီမှာရှိနေမယ်လို့တော့မထင်မိဘူးတို့ခေါ်မစုကပြောရင်ဇိုးစစ်ကိုရောက်လာခဲ့ပါပြီမော့ခ်ဘယ်ရောက်သွားလဲလို့ဇိုးကိုမေးတော့တကားဖွင့်ပြီးရနဲ့ပျောက်သွားကြောင်းဇိုးကပြန်ပြောလိုက်ပါအဲ့ဒီနေရာကငါတို့ဖန်တီးခဲ့တဲ့မြေအောက်လို့ခေါဝမဆူကတွေးနေခဲ့ပါရဲ့ဒီလိုနဲ့ခေါဝမဆူလည်းခင်ရမုတ်စီဆက်တွေ့ပြီးဦးတုံကကိစ္စကိုတီးပြီးပြီလားလက်နဲ့ရောလောက်ရဲ့လာလို့မေးလိုက်ပါရဲ့ ဥတုံကိစ္စကတော့ Rizosi ကအကုန်တီးပြီးပြီးဖြစ်ပြီးတော့လက်နက်ကိစ္စကတော့အခုဒုက္ခရောက်နေခဲ့တာလို့ခင်ရမကပြန်ပြောလိုက်ပါတယ်။တကယ်လို့လူထောင်နဲ့ချီဆင့်ရရှိရင်တော့ခန္ဓာနာသားကလူလောက်ရှားတာမလို့ခဝါမစုကသူပြောမယ့်နေရာကိုလူလွတ်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ခဝါမစုလည်းဒါကအိုနီမာရီလောက်တာလားလူလောက်တာလားဆိုပြီးအံ့ဩနေခဲ့ပါတယ်။ ကယူကီမာယူဟာတကယ်တော့အိုနီမာယူဖြစ်နေခဲ့ပြီးတော့ဒါနဲ့တင်သူ့ရဲ့တာဝန်ကျေနပ်ပြီလို့ဆိုတာထွက်သွားဖို့လုပ်နေခဲ့ပါတယ်။ဆာမူဝိုင်းတွေအတွက်လက်နက်လုံးလောက်သွားပေမဲ့ဇိုးကသူ့ရဲ့ရှူဆူရီကြံနေသေးရလို့ဆိုပါတယ်။ဇိုးရဲ့ဒါကတကယ်ပဲရှူဆူရီအစ်စ်ဆုံရင်ဝါနိုကိုတာပြန်ပေးဖို့ဟီယိုဝီကပြောတော့ဇိုးလည်းအဲ့ဒါကသူ့ရဲ့ဓာတ်လို့ပြန်အောင်ပါတော့။ ဟီယိုဗီကအဲ့ဒီအစာတည်ဆုံသွားတဲ့အဖေစီကရလာတဲ့ချာအမ်မာကိုပေးအပ်ပါမယ်လို့ပြန်ပြောလိုက်ပါတယ်။ခိုင်နိုကိုတခုတီးတော့ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တဲ့ဒဏ်ရာရေးဝန်ဓာတ်လို့ဟီယိုဗီကပြောနေတော့ခိုင်နိုကိုခုတ်ခဲ့တဲ့ဓာတ်ဆိုရင်တော့ဇိုးလည်းစိတ်ဝင်စားလို့နေခဲ့ပါပြီ။အိုဒန်ရဲ့အမတ်တရားကိုပေးတာမှဖြစ်သင့်ပါဘူးလို့ခေါ်အမဆူကလည်းပြောနေခဲ့ပါတယ်။ကူဇူကီအိုဒန်ကသူ့ဆော့စတိုင်ဓာတ်ကိုတုံးတဲ့ဓာတ်ပညာရှင်ဖြစ်ပြီးတော့အော်ဝချီတေတမပေးခင်အဖေးစီကနေမောင်နှမနှစ်ယောက်ဓာတ်တစ်ယောက်တစ်လက်စီလက်ဆင့်ကမ်းခံခဲ့ရတယ်လို့ဟီယူဘီကပြောပြလိုက်ပါတယ်။ အကိုကအမဲနိုဟာပါခီဝီဟီဝီကသူကတော့အမဒီဓာနယ်လလုံးကိုအရှင်ကဝါနိုတိုင်းမှာနာမည်ကြီးခဲ့တဲ့ဘဘဲဆရာကြီးကလုတ်ခဲ့တဲ့ဓာလို့ဆိုးကိုထပ်ပြောလိုက်ပါတယ်။ဒါကြောင့်ပဲဘဲကမွေးလာမှမသိရဲ့သူကိုအိုတန်းရဲ့ဓာကိုမပေးအပ်တဲ့ဘူးလို့ခေါ်ရမစူကပြောတဲ့အခါခန်းစားချက်ကိုနားလည်ရမယ်။ငါရဲ့ကျေးဇူးရှင်ကိုစော်ကားနေတာကိုတော့ရက်တက်လိုက်ဖို့ဟီဝီကဆိုပါတယ်။ ဘူမာရဲ့ရှူစုဝီသားကဘလို့လောက်ပြီးဇိုးစစ်ကိုရောင်းနေလဲဆိုတာတော့မသိပေမဲ့အခိုးခံလိုက်ရတဲ့တော့ကဝါတော်တိုင်းပြည်တစ်ခုလုံးပူဆွေးနေရတာကြောင့်ရှူစုဝီသားကိုတော့ပြန်ပေးဖို့ဟီယိုဘီကချက်ပြောလိုက်ပါတယ်။အမသားကိုအစားထိုးပေးမယ်ဆိုရင်တော့လက်ခံပါမယ်လို့ဇိုးကလည်းပြောလိုက်ပါတယ်။ ဒါမဲ့ view မှာနဲ့ကအလောင်းဆုံရင်ပဲတက်ခိုက်ခဲ့ဖို့တဲ့သူတို့ဇိုကပြောပေမဲ့ hero video လည်းနားမနေနိုင်ဖြစ်နေခဲ့ပါရဲ့ရှူစီကိုပြန်ပေးမှမလို့နောက်ကျရင် view မှာရဲ့အုတ်ခုကိုလည်း like ပြပေးဖို့ဇိုကပြောလိုက်ပါရဲ့ပန်းမျိုးတော်မှာလည်းရှာစုကြီးကအသက်ကိုရှင်းပြီးတော့ဝင်တိုင်းမဲ့အကြံကိုကာကွယ်ခဲ့ပေမဲ့ဖန်ထားတဲ့သူတွေကိုတော့အခုထိမလွတ်ပေးသေးပါဘူးဆာမွိုင်းတွေကလည်းသူတို့ကတော်လန်သူမဟုတ်လို့လွတ်ပေးဖို့ပြောနေခဲ့ပါရဲ့ရှာဆဲစုမျိုးကထောက်မှာလည်းလောက Hawkins ကိုပိုင်းဖြတ်ထားပြီး kit အပိုးနဲ့မင်းတို့ချားဖွဲ့ထားတဲ့မဟာမိတ်ကဘလို့ဖြစ်သွားတာလဲလို့မေးလိုက်ပါတယ်။ Hopkins ကတိုးတိုးလေးထောင်ချောက်စင်တာခံလိုက်ရပြီးတော့အပိုးကငကိုတဲကခိုင်တွေရဲ့လက်အောက်မှာရောင်းနေခဲ့တာပဲလို့ဆိုပါတယ်။ခိုင်တို့ကသူ့ရဲ့လူဖြစ်လာမယ်ဆိုရင်ကြိုးစိုးတယ်လို့လည်းပြောခဲ့တယ်။သူကအမြဲတမ်းအင်အားရှိဆုံးတပ်ကိုဖန်တီးတဲ့အတွက်အင်အားကြီးတဲ့စစ်သားကိုလည်းလိုချင်တယ်။အဲ့ဒီအချိန်တုန်းက Hopkins ကသူ့ရဲ့အနိုင်ရနိုင်ချေကလည်း0%ထွက်ပြေးမယ်ဆိုရင်အောင်နိုင်ချေကလည်း0%နာခံပြီးတော့အသက်ရှင်နိုင်ခြေကတော့40%ရွေးချယ်စရာလည်းမရှိခဲ့ဘူးလို့လောကိုပြောပြလိုက်ပါတယ်။ ကစ်နက်ကီတာကတော့ပြန်ပြီးတော်လန်ခဲ့ပေမဲ့ခိုင်တို့ကအဲ့လိုလူကိုတတ်ပြစ်ဖို့မတွေးခဲ့ပဲစိတ်သက်ကိုဖျက်ဆီးပြီးတော့နာခံအောင်လုပ်တယ်ကစ်ရဲ့အဖွဲသားတွေကိုလည်းကပတန်ကိုကယ်ချင်ဟိုဟာလို့ဒီဟာလှုပ်ဆိုပြီးတော့နောက်ဆုံးမှာတော့အော်ဝချီစီမှာကြိုက်လို့တုံးချတာကိုခံနေရတယ်ယိုကိုဆိုတာငါတို့နဲ့ကွဲပြားနေတဲ့တဲ့ဝါတွေဖြစ်ပြီးတော့တာမန်နီးလန်းနေတဲ့အနိုင်ယူလို့မရနိုင်ဘူးလို့ဟော့ပကင်းစ်ကဆိုပါတယ်မင်းရဲ့စတော့ခတ်တွေကတော့အဆင်ပြေပြေရှိနေသေးတာပဲဆိုပြီးတော့ဟော့ပကင်းစ်ကရှီမောနေခဲ့ပါတယ် တို့နဲ့ထောင်ထဲကထွက်လာတော့လူတစ်ယောက်နဲ့တွေ့ပြီးသူ့ကိုလှုပ်ပေးခဲ့တာမင်းလာလို့လောကမေးလိုက်ပြီးတော့လှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။အိုနီဂါရှိမာကိုဝင်မတိုက်ခိုက်ခင်နောက်ထပ်600ရက်တိတိလိုပါသေးတယ်။တစ်ဖက်ကအုပ်ချုပ်မှလည်းလူဗီကရူရူအိုကိုတခြားလေ့ကျင့်တင်ယူနေခဲ့ပါတယ်။ဒီလိုနဲ့ဝင်မတိုက်ခင်9ရက်တာလိုပါတော့ရဲ့ခင်ယမ်မိုကဟီယိုကီယိုနဲ့အုတ်ချာကိုဆက်တွေ့လိုက်ပြီးတော့ဆောက်ရွက်အပြောင်းလဲရှိကြောင်းပြောလိုက်ပါတယ်။ဟာဘူးမွေပိုင်းမှာလှိုင်းတစ်ခု ဖြတ်မှဖြစ်ပြီးတော့အထာကရာစုရဲ့အမှားစာဘဲလို့ခင်ယမကဆိုပါတယ်။ ဟီယိုကီယိုတို့လည်းမင်းနှစ်ခုဖြစ်လိုက်တော့အသေးပိတ်ကိုတခြားသဘောပေါက်သွားခဲ့ပါပြီ။ဖရန်ကီတို့ကလည်းတင်မော့တွေကိုပြင်ဆင်လို့နေခဲ့ပါပြီ။ပုံပြောင်းသွားတဲ့အချောင်းကိုအခြားသူတွေကိုလည်းစင်ပြောပြဖို့ခင်ရမိုကမှားလိုက်ပြီးဖုံးချလိုက်ပါရဲ့။လိုင်းနှစ်ခုတည်းနဲ့ချက်ချင်းနားလေသွားတာအံ့ဩစရာပဲမလို့ဘာသဘောလဲလို့နာမီကလည်းမေးလိုက်ပါရဲ့။ဒါကဝါနိုတိုင်းပြည်ကစိတ်ကန်းအမြီလို့မသိရင်နားလေမှာမဟုတ်ဘူးလို့ခင်ရမိုကပြောပြလိုက်ပါရဲ့။ ဘာလို့တိုင်းပြည်ကစိတ်ကန်းတွေမှာတလိမ့်ဆက်နာမည်တွေအတိအကျရှိပြီးတော့ပထမဆုံးဟာပူမွေပုံကိုဟာပူလို့ဆုံးဖြတ်ထားရမယ်။အဲ့ဒီမှာ line တစ်ခုထည့်လိုက်ရင်နည်းနည်းတော့ရှင်းပေမယ့်အိမ်မြောင်ပုံစံမလို့ဒုက္ခခဲအိမ်မြောင်စိတ်ကန်းလို့ခင်ရမကရှင်းပြလိုက်ပါတယ်။ရာစုကြီးကနောက်ဆုံးအချိန်ထိအကူအညီရခဲ့ပြီးတော့ဒီအခွင့်အရေးကိုအရမယူနိုင်ရင်စစ်တီတော်တယောက်အတွက်အဆက်ရစရာဖြစ်လိမ့်မယ်လို့ခင်ရမကဆိုပါတယ်။ အရှင်တုံးကရာဇဝီတခြားမှာကြားခဲ့တဲ့ဇကားကမင်းတို့တွေဝါတော်တိုင်းပြည်ကိုကာကွယ်နိုင်တဲ့သူတွေဖြစ်လာအောင်ကြိုးစားကြဆိုပြီးတော့အဲ့ဒီဇကားပဲလို့ရိုက်စကားဆိုပါတယ်ပြဿနာတွေလည်းရှိနေသေးရဲ့ဆိုရင်ပဲမဟာမိတ်ကလည်းများလာပဲဖြစ်ပြီးတော့ဒန်ချီယိုကိုတော့တခြားရှာမတွေ့သေးပေမဲ့ခုစုတီကလန်ရဲ့လောင်းငယ်သား9ယောက်ကတော့စုံနေပြီးခင်းမုံကအဲ့လိုပြောလိုက်ပြီးတော့အကြံဆွေးနေတာကိုလည်းစကြမယ်လို့ဆိုပါတယ်အပူးကလည်းဝါနိုကိုဝင်ဖို့လုံနေခဲ့ပါတယ် ော်တော်တိုင်းမျိုးကိုဝင်တဲ့နီးကတကယ်တော့နှစ်ခုရှိပါတယ်။ပထမတစ်ခုက၅ကိုဆွဲခိုင်းတာနဲ့ဒုတိယတစ်ခုကရှေတကုန်းကိုခွဲပြီးလှိုင်းကောင်းကနေဖျက်ရတာဆိုပေမဲ့ခိုင်တို့အိုချီတိုးနှစ်ယောက်ရဲ့ခွင့်ပြုချက်မရှိရင်အစင်ပြပြနဲ့ဖျက်တန်းနိုင်မှာမဟုတ်ပါဘူး။လှိုင်းကောင်းအောက်မှာမိုဂူဝါစိတ်ကန်းရှိပြီးအဲ့ဒီကနေတသားတွေကုန်ပြစီတကိုတဲ့ပြီးတော့မြေပေါ်တက်လာရင်ဟာကူမိုင်ကုန်ပြစီကိုရောက်ပါတယ်။ဒီလိုနဲ့အဘိုးကသူရောက်ပြီဆိုတဲ့အကြောင်းကိုခိုင်တို့ကိုဆက်တွေ့ပြီးတော့ပြောလိုက်ပါတယ်။ကလေးတွေကအိုနီဂါရှိမာရဲ့နံပါတ်တွေကိုမြင်လိုက်ရတော့အယံကိုကြောက်လန့်လို့နေခဲ့ပါတယ်။ တပတ်ကဖင်မန်နဲ့ခိုင်တို့ကလည်းပြန်တင့်မြတ်နေကြတော့ကွင်းကအံ့ဩနေခဲ့ပါတယ်ခိုင်တို့ကတူတူနဲ့ဖင်မန်မဟာမိတ်တွေဖွဲ့လိုက်ပြီဖြစ်တဲ့အကြောင်းပြပလိုက်တော့ကွင်းနဲ့အရန်ကိုလန်သွားခဲ့ရပါတယ်ပူပေါင်းပြီးတော့ကဘာကြီးကိုတိမ့်ပိုက်ပြီးမှအချင်းချင်းပြန်တက်ဖြတ်ကြမယ်လို့ဗမန်ကလည်းဆိုပါရဲ့ခဝမန်စုကဟီယိုဘီအချောင်းဖျက်ပြလိုက်တော့အောင်းလဲအရန်အန်အောလို့နေခဲ့ပါပြီထိုကိုလေးကိုစိုက်ဖို့ပဲမဲ့တိုက်ခိုက်တာမစခင်တနားညတာတဲ့ကိစ္စကမှဖြစ်စေရဘူးလို့ဟီယိုဘီကပြောခဲ့ပါရဲ့အားလုံးပူပေါင်းပြီးကောက်ွယ်ပေးဖို့ဟီယိုဘီကဥညွန့်ပြီးလဲတောင်းဆိုခဲ့ကြောင်းပြောတော့အားလုံးလည်းအရန်ကိုဝမ်းနေကြပါတော့ဟဲ့ မြန်မာလေးအသက်ရှင်နေတည်တော့မမိုးလဲအရန်ဝမ်းသာနေပြီးတော့မြန်မာလေးဟီယိုဘီကအားနဲ့နဲ့အငူလဲတန်နေခဲ့တာမလို့ကဲတင်ပေးတဲ့ဇိုးကိုလည်းကျေးဇူးရှင်စကားပြောလိုက်ပါတယ်။ဟီယိုဘီကငယ်လေးမဟုတ်တော့ပဲမင်းထက်တော့မှ18နှစ်ကြီးနိုင်ကြောင်ဇိုးကပြောတော့မမိုးလဲအရန်လန့်နေပါတော့ဟဲ့။ မဟုတ်မလွဲရောအဲ့ဒီတုန်းကမင်းနဲ့အတူရှိနေတဲ့မင်းကလေးကမမို့ရဲ့ညမဆိုတာတိတွားတဲ့စံကြီးလေးမမို့ကိုဖားနေပါတော့ရဲ့ခီကူကလည်းဥဒွန်ကနေဒူဗီစီကရှူလာတဲ့နီတိုင်းခီတဲစုကိုမာစတာစီပြန်ပေးလိုက်ပါတယ်ခီတဲစုဆိုတော့ဇိုလည်းသူထင်တဲ့အတိုင်းပဲနာမည်ကြီးဒါပဲလို့တွေးနေခဲ့ပါရဲ့မာစတာကသူ့နာမည်ဟာတန်ကူရာမှာဟီတဲစုဆိုတာကိုမိတ်ဆက်လိုက်ပြီးတော့ထီတားကမမို့လို့ဆော့ကင်းနဲ့ဟီယိုဘီတို့ကိုလက်ဆင့်ကမ်းဖို့စောင့်နေကြတာလို့ဆိုပါတယ်ကောင်းကင်ကိုနှစ်ပိုင်းဖြစ်အောင်ခုတ်ဖြတ်နိုင်တဲ့အာမန်နိုဟာပါကီဘီနဲ့ငရဲအောက်ဆုံးထိကိုခုတ်ဖြတ်နိုင်တဲ့အမ်မာ နှစ်ခုလုံးကရှူစရီလိုမျိုးပဲအကောင်းဆုံးဓာတ်26နဲ့မှပါဝင်တယ်လို့ဆိုပါတယ်။ မမိုကတော့သူ့သုံးဖို့ကိုအစင်းနဲ့မဖြစ်သေးဘူးလို့ဆိုပါတယ်အမ်မာကိုတော့ဇိုးကိုပေးရလိုက်ပြီးတိထားရမှာကဒီအမ်မာဓာတ်ကိုကင်ဆောင်နေတာဆလုပ်ပြီးကတည်းကခူဆူကီအိုဒန်တယောက်ပဲရှိခဲ့တာဘဲလို့ဟီဒဲဆုကပြောပြလိုက်ပြီးတစ်ပင်တစ်ပင်လောက်ကိုစမ်းခုတ်ကြည့်လို့ဆိုပါတယ်ဇိုးလည်းဓာတ်ကိုဆွဲထုတ်နေတော့ခီယမ်မိုကစိတ်ကောင်းနေပြောရရင်သူသားဆိုရင်အဲ့ဒီဓာတ်ကိုရှူမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဆိုလေဓာတ်ကိုအတ်မမဟာကီထည့်ပြီးခုတ်ကြည့်တဲ့အခါကဘာကြီးတစ်ခုလုံးမပြတ်ချက်သွားခဲ့ပါရဲ့အမ်မာကဇိုးရဲ့အင်အားတွေကိုစုပ်ယူနေတဲ့အခါအဲ့ဒါကအမ်မာဓာတ်ပဲလို့ဟီတဲဆုကပြောလိုက်ပါရဲ့ဓာတ်ပန့်ရ ှင်ရဲ့ UUO ဟာကီကိုအတင်းကြီးဆွဲထုတ်ပြီးလိုအပ်တာထက်ပိုပြီးတော့ခုတ်ဖြတ်တယ်။တာမန်သာဓမရဆိုရင်အားရင်ကုန်ခံပြီးလဲကျနေလောက်ပြီးတော့ဟီဒဲဆုကထပ်ပြောပြလိုက်ကအခြားတစ်ခုကိုပြောင်းပြီးတော့ယူမလားဘလို့လုံးမလဲလို့ထပ်မေးလိုက်ပါတယ်။ဆိုကတော့သူ TMA ကိုပဲယူမှာဖြစ်ပြီးတော့ရှင်သားရသွားရင်ပိုပြီးတော့အင်အားကြီးလာမယ်မလားလို့ပြန်ပြောလိုက်ပါတယ်။တဖက်မှာလေလူဗီကဖိုကီယာဘောက်စမန်ကိုတောင်းလိုက်ပြီးခင်းကောင်ဂန်နဲ့ထိုးလိုက်တဲ့အခါ၆ဆောင်နဲ့အဆက်စိတ်မှာပျက်စီးသွားခဲ့ရပါပြီ။အာယန်ထဲလုံးနေရလို့ဟီယိုဂီကဆိုပါရဲ့ တဖက်ကဖရန်ကီကလည်းတင်မော့တွေကိုတေချာပြန်ပြင်နေခဲ့ပါရဲ့ခဲမုတ်ကလည်းရှန်တူးတက်အင်အားကဘလောက်လဲလို့ရောဘစ်ကိုမင်းနေခဲ့ပါရဲ့ခိုင်နိုဝဲစင်အင်အားကအယောက်2000အိုချီရဲ့လောင်းငယ်သားက1000ပြောရရင်အဲ့ဒီနှစ်အိုနီကရှိမှမှရှန်တူးအယောက်1000ကျော်ရှိနေမှလို့ရောဘင်ကဆိုပါရဲ့အဲ့ဒါကိုပြန်တိုက်ခိုက်ဖို့အတွက်ငါတို့ကလောဆယ်အယောက်4000ပဲရှိနေသေးရဲ့လို့ခဲမုတ်ကဆိုပါရဲ့တဖက်မှာလည်းချော်ပါကဒီတော့မချခင်တွားရတော့မယ်လို့လူဗစ်ကိုလာပြောတဲ့အခါလူဗစ်ကခဏလောက်စောင့်ပြီးပြန်ပြောလိုက်ပါရဲ့ တဖက်ကဆိုကလည်း MR နဲ့တခြားလေးချင်းနေခဲ့ပါပြီ။ဆိုဟိုတခါကလှုပ်ချင်းစိတ်ကိုတင်ပေးဆိုတဲ့ဆူနာချီဆိုတဲ့ဇကားကိုပြောလို့ခီကူဆူတာခံခဲ့ရကြမမို့ကပြောလိုက်ပါတယ်။အရင်ကရွာကအဖိုးကြီးစီမှာတင်ခဲ့ပြီးဆိုကသူလည်းတခါမှမပြောဘူးလို့ပြောတဲ့အခါမမို့လည်းအယံလန်သွားခဲ့ရပါတယ်။ဒီလိုနဲ့တိုက်ပွဲမဆခင်နှစ်ရက်တာလိုပါတော့။လူဗီဒိုဟာလည်းအားလုံးစစ်ကိုရောက်လာခဲ့ကြပါပြီ။ခရမုတ်ကလည်းအိုချိုစီကိုဆက်တွေ့ပြီးတော့မဟာမိတ်ဗန်နယောက်ဆူလိုက်နိုင်လေလို့မိလိုက်ပါတယ်။ ော်လန်ချင်းနဲ့မိသားတွေကလည်းမပြီးဆုံးသွားသေးလို့အားလုံးပေါင်း200လောက်တော့ရှာကြောင်ပြောတော့ KMO တို့လည်းအရန်ဝမ်းတာနေပါတော့။လော်စီကတော့အဆက်အသွယ်မရသေးဘူးလို့ KMO ကပြောတော့ရှီနူဘူးကလည်းမလာလဲရတယ်မလားလို့ပြောလိုက်ပါတယ်။ လူဖီကတော့လေ့ကျင့်ရပြီမလို့နှစ်နှစ်ချိုက်ကိုအိပ်ပျော်နေပါတော့ဟဲ့ရာဆဲဆုမှာအဖမ်းခံထားရတဲ့ဆာမူရိုင်းတွေကလည်းသူတို့ပွဲတော်မှာပါဝင်ကျင်တယ်လို့ပြောပေမဲ့အဆောင်တွေကခွင့်မပြုပါဘူးမိသားစုတွေကအဖမ်းခံထားရချောင်းစောင့်ကြည့်နေတဲ့သူတယောက်ကလည်းခင်ရမကိုဆက်တွေ့ပြီးပြောနေခဲ့ပါဟဲ့အချိန်ကတိတ်မရှိတော့ဘူးမလို့ကြံတဲ့အချိန်ကိုခရီးထွက်တာနဲ့ပြင်ဆင်တာကိုပဲလုပ်ဖို့နဲ့ဂတိပေးထားတဲ့စိတ်ကမ်းမှာပြန်တွေးကြမယ်လို့ခင်ရမကပြောလိုက်ပါတယ်တိုက်ပွဲမစခင်တရက်ပဲလို့ပါတော့ဟဲ့သမလီကလည်းအားလုံးအတွက်အုတ်ထုတ်တွေပြင်ဆင်ပေးလိုက်ပါတယ် ခရမ်မုတ်ကသူတို့အရင်သွားနစ်မယ်ဆိုတဲ့အကြောင်းလူပိကိုပြောလိုက်ပြီးအားကိုးနေမယ်လို့ဆိုပါတယ်။အလို့တမားရီနဲ့မြို့သေးကထောက်ထဲမှာလဲအားလုံးကစာရွက်အကြောင်းကိုအမျိုးမျိုးပြောနေခဲ့ကြပါရဲ့။အနည်း20ဆိုတဲ့အချိန်ကိုကြော်လွန်ပြီးအိုရန်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့တရေဖြစ်နေတဲ့ခူဘီနေမြရဲ့အရှိတ်ဟာဒီနေရောင်အောက်မှာတိတိကျကျကိုမြင်နေရပါပြီ။ရှာစုကြီးအတွက်လဲအုတ်ခုလေးကိုရော်ဘင်တို့ကလှုပ်ပေးထားခဲ့ပါရဲ့။ ဇိုးစီမှာရှိနေတဲ့စန်ဒိုင်းခေတဲ့စုကလည်းဟီတဲစုကသူ့လုထားတာပဲလို့ပြောလိုက်ပါတယ်။အမသားကမင်းနဲ့ကျင်သားရသူဖြစ်နေတာကချိန်စာဓာတ်ရိုက်များဖြစ်နေကြပုံစံကအတူတူပဲဖြစ်ပြီးတော့အားနေသူကတုံးလို့မရဘူး။နောက်ထပ်ကင်လို့ရတဲ့အကြောင်းရင်းကြီးကတော့ကန်တရာအဲ့ဒီဝါဒိုအီချီမိုချီနဲ့အမကိုဖန်တီးခဲ့တဲ့သူကတယောက်တည်းဖြစ်ပြီးတော့ဒန်နာယီဝင်ပပဲစီယာကြီးရှီမူစုကီကိုစာပူယိုလွန်ခဲ့တဲ့2090ကျော်ကဒီတိုင်းပြည်ကထွက်ခွာသွားခဲ့သူပဲလို့ဟီတဲစုကပြောပြလိုက်ပါတယ်။ အမကအခုထိအမဲရောင်သားအဖြစ်မပြောင်းလဲသေးပဲမင်းအပေါ်ပဲမူတည်ပြီးတော့အရှောင်ပြောင်းသွားလိမ့်မယ်လို့ဟီတဲစုကဆိုပါရဲ့တဖက်ကအိုချီစီကိုလည်းဝါဒန်ကဥဒမဗမာဖြစ်တဲ့ပုံစံနဲ့ပြောပြီးဖုံးချသွားခဲ့ပါရဲ့မယုံကြည်ရာကိုလာပြောနေရပဲလို့အိုဝချီကပြောနေပြီးတော့ဆာရဆောင်ထဲမှာဟာဘူးကန်းချီကနေထုခါခဲကန်းချီကိုပြောင်းတာပြီးဟီယိုဘီအသက်ရှင်နေသေးရပြီးရေးသားထားရဲ့စာကိုလည်းအိုချီကဖတ်နေခဲ့ပါရဲ့လူဖီကလည်းရိုးရိုးကိုတေချာစွာတုံးသက်သွားခဲ့ပြီးမလို့စောင့်ကြည့်နေဖို့ခိုင်တို့ကိုပြောနေခဲ့ပါရဲ့ ဒါလေးကတော့1 piece ပိုင်း241ဖြစ်ပြီးအပိုင်း242ကိုဆက်တင်ပေးနိုင်ဖို့သူက line လေးတယောက်ချက်စီနှိပ်ပြီးတော့ comment လေးကျွန်တော်မှန်ပေးခဲ့ကြပါအောင် channel လို့တဲ့ subscribe လေးမလုပ်ရရင်တော့ပေးသွားခဲ့ကြပါအောင်ကျေးဇူးများတဲ့မှာကျွန်တော်ကတော့စမှတ်ပါ